စမယ်။အောင်ခင်စစ်နဲ့ဝင်းကိုကိုလက်တို့ကညီအကိုရင်းကြီးတွေအသက်ကနှစ်နှစ်ပဲကွာတယ်။အသက်ကနှစ်နှစ်ကွာတယ်ဆိုပေမဲ့နှစ်ယောက်စလုံးက ရှစ်တန်းចောင်းသားကြီးတွေအောင်ခင်စင်ကညံညံကောင်းလို့တဲ့ဆ ्याम ကအတန်းကြော်ခွင့်ပေးလိုက်တာအတန်းထဲမှာဆိုအောင်ခင်စင်ကစာတော်သလိုဆ ्याम တိုင်းကလည်းချစ်ကြတယ်တစ်ဖက်မှာဝင်းကိုကိုလက်ကတော့စာကိုစိတ်မဝင်စား ဆရာဆရာမစာသင်ချိန်တွေမှာလည်းများသောအားဖြင့်နောက်တန်းမှထိုင်တာမင်းကလေးဖင်တွေကိုကြီးနေကြည့်နေတဲ့သူလာတဲ့ရိုဘိုကထွက်ရင်လေအတန်းထဲမှာလူ90ရှိရင်သူ့အဆင့်က90ပဲကျောင်းသားအစ်တစ်ယောက်များဝင်လာလို့အတန်းထဲမှာ91ဖြစ်သွားရင်နောက်လာရိုဘိုကထွက်လဲသွားမကြည့်နဲ့ပင်ပန်းမယ်သူ့အဆင့်က91ဖြစ်သွားရောအဲ့ဒီလောက်ထိပညာရေးဘက်မှာထူးချွန်တဲ့သူကြံခဲ့တဲ့အပတ်က ူတို့ရဲ့အတန်းပိုင်ဆီယာမခင်ဝိုင်းကြီးကငါနေတော့ကိုအင်စာမပေးရတာနှစ်ပတ်လောက်ရှိပြီနော်။ဒါကြောင့်အခုလာမယ့်အပတ်ကျရင်ကို့အိမ်မွေးတရိတ်ဆန်အကြောင်းရေးလာခဲ့ကြ။လာမယ့်တနင်္လာနေ့ကျရင်ဆီယာမစစ်မယ်ဆိုပြီးပြောလိုက်တယ်။ဒီလိုနဲ့တနင်္လာနေ့ရောက်လာတယ်ဆိုပါတော့။ကဲတပည့်တွေအားလုံးကြီးဆီယာမကြံခဲ့တဲ့အပတ်ကအင်စာပေးထားတဲ့ကို့အိမ်မွေးတရိတ်ဆန်အကြောင်းလေးတွေရေးလာခဲ့ကြလားကွ။တပည့်တွေအားလုံးကလည်းရေးလာခဲ့ပါတယ်ဆီယာမ။ ဆိုပြီးတံပြန်ဖြေးလိုက်ကြတယ်။ကဲရေးလာခဲ့တယ်ဆိုရင်လဲစာအုပ်တွေဆ iam မစီမှာလာတတ်ကြ။ဆ iam မစစ်မယ်ဆိုပြီးပြောတော့သူတပည့်တွေအကုန်လုံးကစာအုပ်လေးတွေကိုစီကိုင်းပြီးဆ iam မစီမှာစာအုပ်လာတတ်ကြတယ်။အောင်ခင်စင်းနဲ့ဝင်းကိုလက်လဲပါတာပေါ့။အင်္ကာနေ့လဲရောက်ရောဆ iam မကတယောက်ချင်းစီစာအုပ်တွေပြန်ပေးတယ်။ဝင်းကိုကိုလက်အလဲအယောက်မှာဆ iam မခင်ဝန်းကြီးကဟဲ့ဆွေဆောင် နေရေးထားတဲ့အိမ်မွေးတိရစ္ဆာန်အကြောင်းကနေညီအောင်ခင်စင်ရေးထားတာနဲ့အတူတူပဲဖြစ်နေတယ်။ဒါနေငါ့ကိုရှင်းပြလို့ရမလားဆိုပြီး အဖြေကိုတည့်ရတာနဲ့ခန်းငောင်းငောင်းမေးတဲ့ပုံစံမျိုးနဲ့မေးတယ်။ဒါကိုတည့်တယ်ဝင်းကိုကိုလက်ကခေသူမှမဟုတ်တာဗျ။စာညံ့နေဆိုပေမဲ့ IQ level 969ရှိတဲ့ဒုတိယဒါကြောင့်မဆိုင်မထွက်လင်းမြန်စွာနဲ့ပဲဆရာမကိုအဖြေပြန်ပေးလိုက်တယ်။သူပေးလိုက်တဲ့အဖြေကအော်ဆရာမရဲ့ ရေးထားတဲ့အကြောင်းအရာတွေကအကုန်လုံးတူနေမှာပေါ့အိမ်မှာအိမ်မွေးတရိတ်ဆန်ဆိုလို့ဒီအကြောင်းတကောင်နဲ့ရှိတာလीဆရာမရဲ့